Please don't call me here. EX5 ကို launch လုပ်တဲ့အခါမှာယောက်ျားလေးတွေအတွက်ကော main ကလေးတွေအတွက်ကောအသုံးပြုရတာလွယ်ကူတယ်အဆင်ပြေတယ်ပြီးတော့ဟို energy လဲ safe ဖြစ်တယ်ပြောကိုရဲ့နေ့စဉ်ဘဝမှာလည်းအထောက်အကူတကယ်ဖြစ်စီမယ်လို့ကိုကိုရိုင်းလည်းကြုံတွေ့ခဲ့ရတယ်ဆိုရဲခါကြတော့ဒီနေ့ launch လုပ်တဲ့ကားလေးကိုလည်းအားလုံးနှစ်သက်ကြမယ်လို့ထင်ပါတယ်ဆိုတော့ဒီ Geely A5 လေးကိုလည်းအားကြီးအပီးချပါလို့ပြောချင်ပါတယ် ာဆိုတော့ဒီဂျီလီကဒီမီဇူးဒီဖုန်း brand ကိုဒါဝယ်ထားတာပေါ့နော်ဝယ်ထားတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီမီဇူးရဲ့ technology Flyme OS system ဆိုတဲ့ဟာကဂျီလီရဲ့ကိုပိုင် technology ဖြစ်သွားတယ်အဲ့ဒါကြောင့်မလို့ဒီဒီကားကလည်းပုံလေပြောလို့ရှိရင်ဒီ A5 ကဖုန်းတုံးရတယ်လို့ပဲဖုန်းနဲ့ကားနဲ့တသားရကြသွားတယ်အဲ့တော့ကျ ာခုကဒီနေ့ launch လုပ်မဲ့ EX5 ပေါ့နော် EX5 ကတော့1650ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လောစရာတော့ဟလာအာအားလုံးပါပြီးသားပေါ့နော် after sales service တွေတပင်းဝယ်ဆောင်မှုတွေကျွန်တော်ပေးပါမှာဖြစ်ပါတယ်ခင်ဗျာ တော့ဂီလီယာ1986ကစတင်ကြည့်တာလဲအပြင်ဂီလီ holding company holding group ရဲ့အောက်မှာကျတော့ကျွန်တော်တို့ဂီလီ brand တွေမှာကပြင် brand တွေလည်း premium brand တွေလည်းအများကြီးရှိတယ်။သူရဲ့အားသာကြကြတော့ဘယ်လိုပြောမလဲ technology အပိုင်းလို့ဒီ after sale service လို့အဲ့ဒါတွေပေးတာကြတော့တပင် company တက်ဆိုင်အများကြီးအားသာကြီးရှိတယ်။အဲ့ဒါကြောင့်လည်းသူတို့တရုတ်ပြည်မှာ top 1 2 3ကိုဝင်လာဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်ဒီကားတွေကိုဂျီလီရဲ့ဒီ EV ကားတွေပေါ့နော် EA5 ပါဝင်ကျွန်တော် EV ကားတွေကျွန်တော်တို့ဒီ running အနေနဲ့၈နှစ်သုံးမဟုတ်ကီလိုမီတာတစ်သိန်းခွဲအာမခံပေးထားပါတယ်ခင်ဗျအဲ map copy ဒီ interior တွေအရဆိုလို့ရှိရင်ကျွန်တော်တို့အရင် model နဲ့ရှင်နေဆိုလို့ရှိရင်အများကြီးကွာခြားသွားပါတယ်သူ့ရဲ့အတွင်းကစအကုန်လုံး all new ဖြစ်သွားတာပေါ့နော်ထိုင်ကုန်တွေကစကျွန်တော်တို့ဒီအရန်ကိုတက်တောင်းတက်တာရှိရပြင်ပြန်ထိုင်ကုန်တွေကိုအသုံးထားတယ်အဲဒီလိုဆိုလို့ရှိရင်ကျွန်တော်တို့အရှိမအသုံးထားတဲ့ဒီ infotainment screen ကဆိုလို့ရှိရင်လည်းအရင်မော်ရီနဲ့မတူတော့ဘူး ပို့ပြီးတော့ကြီးသွားတယ်ပို့ပြီးတော့ intelligent ဖြစ်သွားတာပေါ့နော် ကားကတော့ပိုရို SUV EV ဖြစ်တယ် SUV ဆိုတော့ဒါခရီးသွားရင်လည်းစီးလို့ကောင်းတာပေါ့နော်ပြီးတော့ပိုရို့လိုမျိုးပစ္စည်းအများကြီးတင်ရရရှူတင်နေသွားရတဲ့သူတွေအတွက်ဆိုရင်သူ့ရဲ့ကားအတွင်းခန်းနေပစ္စည်းထဲဟာတွေကအရန်ကျယ်တယ်ပိုရို့ဆိုလူလဲလူရောကားရောအပြည့်ရှူတင်သွားရတာလीနော်ဆိုတော့ဒီအတွင်းခန်းကျယ်တဲ့ဟာကိုအရန်သဘောကျတယ်ပြီးတော့ခုနကကားပေါ်မှာ ကနေဆင်းလာရတဲ့အချိန်မှာကားပေါ်တက်ထိုင်ကြည့်လိုက်တော့အရန်ဟိုတက်တောင်းတက်တာရှိတယ်ဆိုတော့ခရီးဝေးသွားရလေအရန်အဆင်ပြေတယ်ပေါ့နော်အာနောက်ပြီးတော့သူ့ရဲ့ speaker system လေးကိုလည်းပွားကြိုက်တယ်ဆိုတော့ခရီးသွားရဆိုလို့ရှိရင်ကားမောင်းတဲ့သူမအိတ်ချင်အောင်သချင်းဖွင့်နေဘေးရမိသားစုတွေကအိတ်သွားခြင်းနဲ့ဆိုရင် तू ကဟို private mode လေးနဲ့ကိုဒီ driver seat နားမှာပဲအတန်ကြီးကြားခြင်းလည်းရရတယ်ပေါ့ဆိုတော့အဲ့ဒါလေးကိုလည်းဟိုသဘောကျတယ်ပြီးတော့အဲ့လို design မိုင်းလေးလည်းတော်တော်သဘောကျပါတယ် ါဒါ sorry ရဒါကျွန်တော်တို့ကျွန်တော်ကိုယ်အထက်မှာကျွန်တော်နဲ့ဘုန်းနဲ့အထက်မှာ presentation လုပ်ခဲ့သလိုပဲအာဒီ safety level ကလည်း so high right ဆိုဒီကောက်ဆီလို့ရှိရင်တော့ safety အတွက်ကတော့တိတ်ပြီးတွေးရမှာလို့ဘာလို့ဆိုတော့5 star လေးရထားတယ်ဟုတ်တယ်မလားအမှတ်ကတော့အများဆုံးပေါ့နော်ဟုတ်ကျွန်တော်ဆုံးကကားစီးနေနေတကယ်ဆန်းတက်နေတာကျွန်တော်အပေါ်ပြောမပေါ်ပြောမယ်ကျွန်တော်မကြုံညာဘူးအဲ့ဒီကားထဲမှာတကယ်လည်းအဲ့ဒီ high G လို့ပြောရတယ်အကုန်လုံးလို့ရတယ်ကွာအဲ့ဘုံဖွင့်ခိုင်းတာဒီခုံလေးနဲ့နောက်ဆုပ်ပေးပါဦးလို့အားညာရခိုင်းတာဆိုအကုန်လုံးလို့ရတယ် အဲ့ဒါတကယ် impressive ဖြစ်စရာကောင်းတယ်ပေါ့နော်ချမ်းကိုက်လေရပဲမရဘူးမို့ရတယ်ဒါပေမဲ့ဘုံပြောမြင်တယ် response ကအရင်မြင်ဆိုကျွန်တော် high GD ဆိုတဲ့ရာရှင်အဲ့လိုပဲပေါ့နော်ဒီကားလေးကဘာထူးခြားလဲဆိုတော့သူ့မှာဆိုလို့ရှိရင်ကျတော့ဂျီလီရဲ့ဒီနိပညာသစ်ဒီများစွာပေါ်လာတာပေါ့တပတ်တစ်အနေနဲ့ဆိုလို့ရှိရင်ဒီကားလေးရာဆိုလို့ရှိရင် GE တို့ခေါ်တဲ့ ဂျီလီရဲ့ platform အသစ်တစ်ခုပါကျွန်တော်တို့တိဆောက်ထားတယ်နောက်တစ်ခုကတော့သူ့ရဲ့အာသာချက်အနေနဲ့ဆိုလို့ရှိရင်သူ့မှာ 11in1 လို့ခေါ်တဲ့ဒီ electric tricycle snip ပါတာပေါ့နော်ဒီ snip ကဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုခေါ်မလဲ performance အားဖြင့်အရန်ကောင်းပုံနဲ့နောက်တစ်ခုကကျတော့သူ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ CB CBD ပေါ့နော်ကျွန်တော်တို့ cell to body ဆိုတော့ကျွန်တော်တို့ structure ပေါ်မှာတိဆောက်ထားတာဖြစ်တဲ့အတွက် safety snip အရန်အားကောင်းတဲ့ carbonate တစ်ခုဖြစ်ပါတယ်ခင်ဗျာဟုတ်အဲဘိုးရ main ကလေးဆိုတော့ခါကြတော့လေ ဘာလေးပဲဖြစ်ဖြစ်မျက်လုံးထဲမှာအဲ့လိုလှတာကိုအရင်မြင်တာပေါ့နော်ဆိုတော့ကားလေးကိုမြင်လိုက်တာနဲ့သူကတန်ပြန်လှပနေရာကြီးပြီးရဲ့သူ့ရဲ့မီးလုံးလေးတွေကမျက်လုံးထဲမှာအရင်ဆုံးမြင်ပြီးတော့အဲ့လိုစတိုင်ကျနေတယ်လို့ခံစားရရပေါ့နော်ဆိုတော့အဲ့အရာလေးကိုဟိုကသဘောကျနေတာ2 3 4 ကအဓိကအဓိကဈေးနှုန်းဈေးတန်းတစ်ခုမှာပေါ့เนาะကျွန်တော်တို့အခုတိုးလာတဲ့ခါကျတပင်းကားတွေလည်းဒီဈေးတန်းမှာတော့ဒီဒီရှိတဲ့ဟာတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့က technology အရဆိုရင်ကျွန်တော်တို့ဒီအများကြီးအားသာမှုရှိတယ်ပြီးတော့ wins အဓိကတော့ကျွန်တော်တို့ after sales အနေနဲ့ပေးဆောင်ပေးဆောင်နိုင်တဲ့ဆိုတာပေါ့အဲ့ဒါတော့ကျွန်တော်တို့ပြီးရအနေနဲ့အများကြီးအားသာပါခင်ဗျာ အကြီးကတော့ကျွန်တော်ပြည်ရဲ့ကုမ္ပဏီရဲ့ကအတွက်ကကျွန်တော် customer တွေလို့လိုသေးသေးမရှိကျွန်တော်တို့ဖေးစီးပြီးသွားနိုင်တယ်ပြီးတော့ဒီက after sales ဆက်ဖို့လည်းစိတ်ပူစရာမလိုဘူးအကြီးကတော့ဝယ်ယူပေးပါကျွန်တော်တို့အနေနဲ့တတ်နိုင်သလောက်ရေရှည်အတွက်ကျွန်တော်တို့ကြိုးစားသွားမှာပဲဆိုပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာအဲ battery နဲ့ running နဲ့ဘိုင်းနဲ့ပတ်သက်လို့သူကဒီ၈နှစ်သုံးဖို့ကီလိုမီတာတစ်သိန်းခွဲပေါ့နော် running ပေးထားတယ်အပရစစ်ဆက်ပြင်ပါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ ဒီဂျီလီမြန်မာရဲ့ advertising site ပဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီတရုတ်နိုင်ငံမှာပေါ့နော်သက်ဆိုင်ရာ model light ကိုကျွန်တော်တို့ကတွားရောက်ပြီးတော့ဒီ train လုပ်ထားတဲ့ဒီကျွမ်းကျင် technician တွေကနေပြီးတော့ကျွန်တော်တို့ဝန်ဆောင်မှုပေးရရှိပါတယ်ခင်ဗျာဒီကော safety rating အနေနဲ့ဆိုလို့ရှိရင်ကျွန်တော် UUM ကနေကျွန်တော် Australia and Cup မှာဆိုလို့ရှိရင်ဒီကောင်တွေက5 star ရရှိထားတဲ့ကား model တခုဖြစ်ပါတယ်ဗျာကျွန်တော် GD showroom အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ရန်ကုန်မှာဆိုလို့ရှိရင်ဒီကျွန်တော်လှန်ကျွန်းနယ်မှာကျွန်တော် Geely Flagship Showroom ရှိပါတယ်နောက်တစ်ခုကတော့ကျွန်တော်ကဘာကြီးဖျားလန်းဒီနှင်းစီကုံဘိုးဘွားရိတ်တာ အာနားမှာဆိုလို့ရှိရင်ကျွန်တော်တို့ GD Inspire Automotive ဆိုတော့ဒီဒီ showroom တစ်ခုရှိပါတယ်မန္တလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့83 line ပေါ်မှာကျွန်တော်တို့ GD မြန်မာရဲ့ showroom တစ်ခုရှိပါတယ်ကျွန်တော်တို့ဒီမန္တလေးမှာဆိုလို့ရှိရင်ကျွန်တော်ခေစုံးမူခွေနီးမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ GD Inspire Automotive ဆိုတော့ကျွန်တော်တို့နောက်ထပ် ရှိုးရုံတစ်ခုရှိပါတယ်ခင်ဗျာလက်ရှိမှာတော့ကျွန်တော်တို့ရှိုးရုံ၄ခုပေါ့နော်စုစုပေါင်းဖွင့်ပြီးတော့ဝန်ဆောင်မှုပေးနေရှိပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေ့ Genie EA5 ကိုမိတ်ဆက်ပေးရတဲ့အတွက်ကျွန်တော်တို့အရင်ပဲကုန်ယူပါရတယ်အဲကျွန်တော်တို့မကြခင်မှာကျွန်တော်ရှိုးရုံမှာကျွန်တော် Genie EA5 ကိုလာရောက်ကြည့်ရှုစံသပ်မောင်းနေပြီးတော့ကားတွေကိုအသေးစိတ်လာရောက်လေ့လာဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ